အလုံးမင်္ဂလာပါဒီတစ်ခေါက်သင်ကြားပေးမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ကျူဟာကုတ်ကိုပိုင်ကျူဟာကုတ်တစ်ခုပြုလုပ်နေပဲဖြစ်ပါတယ်အဲ့ဒီကိုပိုင်ကျူဟာကုတ်တစ်ခုပြုလုပ်နေဆိုတာဘာကိုပြောရလဲဆိုရင်တော့ကျွန်တော်တို့ရဲ့အဲ့ဒီကျူဟာကုတ်ကိုစကန်ဖတ်လိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ Facebook page စာမျက်နှာတွေကို customer ကတန်းပြီးတော့ရောက်သွားတဲ့ပုံစံမျိုးဖြစ်ပါတယ်ခင်ဗျအာ Facebook မှာတကူတကနာမည်ရိုက်ရှာတယ်လို့ခေါ်နေအဲ့ဒီပုံလေးကိုစကန်ဖတ်လိုက်တာနဲ့တခါတည်းပဲကိုယ့်ရဲ့ Facebook စာမျက်နှာကိုရောက်သွားတဲ့ပုံစံမျိုးပါနော် အဲ့ဒါကိုကျွန်တော်တို့က QR code ပြုလုပ်မှာဖြစ်ပါတယ်။ရင်းဥဆုံးဖုန်းထဲမှာ QR code generator ဆိုတဲ့ application လေးထည့်ထားဖို့လိုပါတယ်။ဒီ application လေးဖြစ်ပါတယ်။နော်ဒီ application လေးဝင်လိုက်မယ်။ဒီဝင်လိုက်တာနဲ့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်။ TAC test ဆိုတဲ့နေရာမှာကကြတော့ကျွန်တော်တို့ကဗားထည့်ရမလဲဆိုတော့ကိုယ့်ရဲ့ Facebook page link စာမျက်နှာကိုထည့်ထားရပါမယ်။ကိုက Viber group link ထည့်ခြင်းလည်းရတယ် Facebook page link ထည့်ခြင်းလည်းရပါတယ်။ SMB ရထည့်လို့ရတယ်ကျွန်တော်ကတော့ဟောဒီမှာ Facebook စာမျက်နှာရဲ့ link ကိုထည့်မှာဖြစ်ပါတယ်။ လင်းကိုကူးလိုက်ပြီးလင်းကိုကူးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဟောဒီမှာဒီဆာမင်းတော့သွားပြီးတော့ page ပြန်လုပ်လိုက်မယ်နေရာချလိုက်မယ်ပြီးရင်ဒီဘောကတောင်လေးကကျူဟာကုတ်ပုံစံလေးကိုနှိပ်လိုက်ပါတယ်ဒီမှာကိုကြိုက်တဲ့ design ပုံစံလေးလေးထားလို့ရပါတယ်เนาะကျွန်တော်ကတော့ရိုးရိုးရှင်းရှင်းလေးဒီရာကိုပဲကျွေးပါတယ်အာပြီးကြနဲ့ကျွန်တော်တို့ဒီမှာဒီအားလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဘယ်လိုပုံစံမျိုးထားနေလဲပေါ့เนาะဒီလိုမျိုးအကွေးလေးလားအဝိုင်းလေးလားဘယ်လိုလေးလဲပေါ့အလားလေးကြိုက်သလိုထားလို့ရတယ်ကျွန်တော်တော့ဒီလေးတော့ပုံစံပဲထားပါတယ် โอเคဒီဟာအဆင်ပြေပြီဆိုရင်တော့ကျွန်တော်ဒီမှာ save လုပ်လိုက်မယ် save လုပ်လိုက်ပြီเนาะအာဒီမှာ png ရွေးရွေး jpg ရွေးရွေးအဆင်ပြေအောင်ရွေးလို့ရပါတယ်ကျွန်တော်တော့ png ရွေးပါတယ်အာဒီနာမည်ကိုတစ်ခုပေးလိုက်မယ် my page qr ပေါ့เนาะ my page ပေါ့โอเค save to gallery ထဲမှာ gallery ထဲမှာပဲ save လိုက်မှာဖြစ်တဲ့အကြောင်းမလို့ save ကိုနှိပ်လိုက်ပြီဒီမှာအခုဆိုရင်တော့ save ဖြစ်သွားပြီပေါ့เนาะ ီဓာတ်ပုံတွေမှာဝင်ကြည့်မယ်ကျွန်တော်တို့ဒီမှာ save လိုက်တဲ့ဟာလေးတွေကိုဘယ်နေရာမှာမြင်ရမလဲဆိုတော့ဟောဒီမှာဒီမှာမြင်ရပါပြီဒီမှာ save လုပ်လိုက်တဲ့ဟာမြင်ရပြီဒီဟာကိုကျွန်တော်တို့ scan ဖတ်မယ် scan ဖတ်ဖို့အတွက်ကြတော့ဟောဒီမှာ QR scanner ဆိုတဲ့ application လေးလည်းတွင်ထားတယ်တကယ်လို့ Viber ကနေလည်း scan ဖတ်လို့ရပါတယ်เนาะတချို့ဖုန်းတွေမှာဆိုလို့ရှိရင်ဖုန်းကင်မရာကနေတခါတည်း scan ဖတ်လို့ရတာရှိပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာ scan ဖတ်မယ် scan ဖတ်ဖို့အတွက်ကြတော့ပုံကိုယူလိုက်မယ် ချန်နေလိုက်မယ်ဟုတ်ပြီဒီမှာဒီလိုမျိုးပေါ်လာပြီ open နှိပ်လိုက်မယ် chrome ကနေပဲជីជីဘယ်ကနေပဲသွားပဲជីជីပေါ့เนาะကျွန်တော်ဘယ်ရောက်သွားမလဲဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ favorite စာမျက်နှာကိုရောက်သွားမှာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်ရဲ့ Facebook စာမျက်နှာကိုရောက်သွားပြီပဲဖြစ်ပါတယ်ဒီနီးနဲ့ကျွန်တော်တို့ ကျွာကုတ်ကိုပိုင်ကျွာကုတ်လေးဖန်တီးထားလို့ရပါတယ်ကိုယ့်ရဲ့ကျွာကုတ်ကိုဘယ်မှာအသုံးပြုလို့ရလဲဆိုလို့ရှိရင် Facebook poster တွေမှာလည်းထည့်ထားလို့ရသလိုကျွန်တော်တို့လိပ်စာကတ်တွေလုတ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်နောက်ပြီးတော့အလကန်းစာတောင်းဝေတဲ့ခါမျိုးပါဖြစ်ဖြစ်အဆင်ပြေတဲ့နေရာမှာကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါကတော့ကျွာကုတ်လုတ်တဲ့လွယ်ကူဆုံးလုတ်တဲ့နည်းလေးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲကိုယ်တိုင်စမ်းလုပ်ကြည့်ပါလို့အကြံပြုချင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းဆက်လက်ပြီးတော့လေ့လာပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ